ကောင်စီကအကြဆုံးများတယ်အကြဆုံးများတယ်လို့ကျွန်တော်တို့ပြောတဲ့အခါမှာစစ်ခွေးတွေကမယုံစစ်ခွေးလော်ဘီတွေကမယုံဟာရောင်းတဲ့တနက်ချင်းတနက်ချင်းရှင်ပစ်နေတာတဲ့မင်းတို့ကဘာကောင်နေမို့လို့လဲပါရင်ဂျာတွေမို့လို့လားဘာမို့လို့လားညာမို့လို့လားဗောနောကျွန်တော်တို့ပါရင်ဂျာလည်းမဟုတ်ဘူးစူပါမန်လည်းမဟုတ်ဘူးဒါပေမဲ့စစ်ခွေးလေးလို quality မဲ့တဲ့ကောင်တွေတော့မဟုတ်ဘူးအစစ်စစ်ခိုးပြီးတော့မှအရွေသွေးနှိမ့်နေတဲ့ကောင်တွေတော့မဟုတ်ဘူးသိလားတိုင်း အားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဒီလိုလားပတ်စံအေးဝယ်ဖို့လောက်ပဲတီးတဲ့ main online ရဲ့နောက်မှာတောင်းဝင်ထမ်းဆောင်နေတဲ့စစ်ခွေးတွေကိုလည်းအံ့ဩတယ်နော်ဟိုအံ့ဩတယ်အံ့ဩတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ရဲ့ဘဏ္ဍာကိုစစ်လက်နက်ခရင်ဝယ်မယ်ဆိုပြီးတော့ဂျူဂျူလာရဲ့ဟိုပတ်စံအေးဝယ်ပေးဖို့လောက်ပဲတီးတဲ့ဟို main online ကိုအယုံကြည်တိုင်းပြည်ရဲ့ဟိုတမနာအဖြစ်စီဦးစီးချုပ်အဖြစ်ယုံကြည်ရှိနေတဲ့စခွေးတွေကိုပို့ပြီးအံ့ဩတယ် เนาะเออแล้วเราပြောပြမယ်เนาะဘယ်လိုမျိုးနိုင်ရှင်ပြမလဲဆိုတော့ခင်ဗျားတို့လည်းမြင်ပြီးသားဖြစ်မှာပါအဝေးကြီးမပြောတော့အဝေးကြီးပြောလို့ရှိရင်မမီမာဆိုလို့နင်းနီးလေးပဲပြောမယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပွဲမှာဒါဘိုးကြီးတာဘောဥဆောင်နေပေါ့ကျွန်တော်တို့ကတော့ပါဝင်နေပေါ့เนาะဘိုးကြီးတာဘောဥဆောင်ပြီးတော့မှာကျွန်တော်တို့စကန်းသုံးလုံးဒါအနည်းဆုံးပြီးခဲ့တဲ့တိုက်ပွဲတွေမှာတိုက်ခဲ့တယ်ပေါ့နော်။ဒါ viewer စခန်း၃ခုကိုတိုက်ခဲ့တယ်။တိုက်ခဲ့တဲ့အချိန်မှာလည်းကျွန်တော်တို့ဘက်ကဆက်လက်နဲ့ခရရင်ဘလောက်ထိအမြောင်များရလဲဆိုတာကိုကျွန်တော်တို့ပြည်သူလူထုကိုချက်ပြပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စော့ပူတွေပြောနေတာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ပြောပြချင်တာက ဲ့တော့အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ဘက်ကအကြဆုံးဆိုလို့စကန်ကုန်းအလုံးပေါင်းဖြူဟာကုန်းတစ်ကုန်းပါဝင်စကန်ကုန်းအကြီးတွေကြီးပဲပေါ့နော်ဖြူဟာကုန်းတော့ရှိရစကန်ကုန်း၄ကုန်းကိုသိမ်းတဲ့အချိန်မှာကျွန်တော်တို့ဘက်ကတော့အင်အားဟိုလက်တစ်ဖက်မပြည့်တဲ့အင်အားတော့ကျွန်တော်တို့ဘက်ကကြဆုံးခဲ့တယ်လက်နှစ်ဖက်မပြည့်တဲ့အင်အားတော့ကျွန်တော်တို့ဘက်ကထိုင်ရရခဲ့တယ်ပေါ့အဲ့တော့အဲ့ဒီမှာစစ်ကောင်စီကတော့ကျွန်တော်တို့တကုန်းကိုတရာနဲ့ပဲစစ်ကောင်စီအင်အားကိုကျွန်တော်တို့တွက်ကြည့်အောင်အဲ့ဒီမှာနေ၄၀၀ရှိတယ်ဗျ၄၀၀ရှိတယ်နော်၄၀၀ရှိတယ်ပြီးလို့ရှိရင်ဒီကောင်နေစစ်ကူစစ်ကြောင်းလာတဲ့80လုံးတစ်ကြောင်းလုံးပြုတ်သွားတာလေခင်ဗျားတို့ကြားမှာပါအဲ့တော့အဲ့ဒီမှာဆိုလေးအလုံးပေါင်းဆိုလို့ရှိရင်ဒါကျွန်တော်အနည်းဆုံးတွက်ပြတာနော်၄၀၀နဲ့80ရှိတယ် ဒါ၄၅၅အားပေါ့ဗျာ900မှာထိုင်းဘက်ကိုထွက်ပြေးလွမြောက်သွားတာဘယ်နှဦးရှိလဲဆိုတာကိုကျွန်တော်မပြောတော့ဘူးခင်ဗျားတို့သတင်းမီဒီယာမှာပြန်ရှာပြီးဖတ်ကြည့်လိုက်ကျန်တာအဲ့ဒီလိုထိုင်းဘက်ကိုထွက်ပြေးလွမြောက်သွားတဲ့လူကလွဲလို့ကျန်တာအကုန်သိတယ်အဲ့တော့အဲ့ဒီတိုက်ပွဲ၄ပွဲမှာကျွန်တော်တို့ဘက်ကတော့လက်ငါးချောင်းပြည့်အောင်မကြဆုံးခဲ့ဘူးလက်ဆယ်ချောင်းပြည့်အောင်ထိခိုက်ဒဏ်ရာမရခဲ့ဘူးရန်သူဘက်ကတော့ဘယ်လောက်ကြဆုံးလဲဘယ်လောက်ဘလောက်တေတေွားလဲဘလောက်ပဲလွတ်လဲဆိုတာကိုကျွန်တော်ကပြောရင်ခင်ဗျားတို့ကဒီဘောမာတွေပေါ့နော်ခင်ဗျားတို့ကြောက်လိန်တယ်လို့ခင်ဗျားတို့ထင်ပါဆိုလို့ခင်ဗျားတို့အဲ့ဒီစကန်ကုန်း၄ကုန်းမှာရှိတဲ့စစ်ရင်အားနဲ့ ထိုင်းဘက်ကိုထွက်ပြေးပြီးတော့မှလွတ်မြောက်သွားတဲ့စင်အောင်ပြတ်တွက်ကြည့်လိုက်ကျန်တာအသေးပဲအဲ့တော့ဘလောက်ထိစစ်ကောင်စီကအရေးသွေးနေပြီးတော့မှကြဆုံအများနေလဲဆိုတာကိုကျွန်တော်ပြောပြတာအဲ့တော့ဒီကောင်တွေကအဲ့အကြဆုံများလဲဒီကောင်တွေကမပူဘာကြောင့်မပူတာလဲဆိုတော့ဒီကောင်တွေကဘာမှနားမလဲတဲ့လူငယ်တွေကိုပေါ်တာဆွဲစစ်မှုမတရားတဖြစ်စစ်မှုတဲ့ဥပဒေတွေထုတ်ထုတ်ပြီးရှေ့တန်းကိုပို့သေးခိုင်းအဲ့တော့အဲ့လိုမျိုးသေးခိုင်းနေတာကဖြစ်ရမှာဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့အောင်စီအစစ်စင်ကြီးမှာဖမ်းခဲ့ဖမ်းပြီးတဲ့တော့၅ရောက်ပေါ့နော်ကျွန်တော် အဲ့ဒီမှာကျွန်တော်စကားသွားပြောတာပေါ့နော်အဲညီလေးတို့မင်းတို့ကအနာသိနာမင်းတို့ဘာလို့ဒေါ်လာ1မလောက်တာလဲလို့ကျွန်တော်မေးကြည့်တော့ဒေါ်လာ1ကဘယ်မှာလောက်တာလဲကျွန်တော်တို့မသိဘူးဟာမင်းတို့ကအဲ့လောက်ကြီးဟုတ်လို့လားမင်းတို့ဘယ်မှာနေတာလဲဆိုကျွန်တော်တို့ကဘကိုးတိုင်းဘက်ကဟိုဘကိုးယိုးမနာတော့နေတာပေါ့နော်ဟာမင်းတော့နေပြီမဲ့လေမင်းအနာသိနာတိလားဆိုတော့အနာသိနာတော့ကျွန်တော်တိပါတယ်တဲ့ဘယ်အနာသိနာတိတာမင်းဘယ်လိုဒေါ်လာမင်းမဒေါ်လာဘူးလားတော်လန်တော့ကျွန်တော်တို့တွေ့နေတာပဲဒါပေမဲ့ဘယ်မှာတော့တော်လန်ရမယ်မသိဘူးဆိုတော့ဟာမင်းကလည်းကွာမင်းဘယ်လိုဖြစ်လို့စစ်ခွေးဖြစ်သွားတာလဲပြောပြပါအောင်ဆိုတော့ ကျွန်တော်ကကျွန်တော်တို့ရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်စစ်ခွေအုပ်စုကတဲ့အဲနော်စကားစားတွေစစ်ကြောင်းထိုးလာတယ်တဲ့စစ်ကြောင်းထိုးလာတဲ့အချိန်မှာကျွန်တော်ကလဲမောင်းနေတာတဲ့လဲမောင်းနေတော့ရောက်မင်းလဲဘေးကိုကက်ရရန်ဆိုတော့ကျွန်တော်ကဘေးကိုကက်ရလိုက်တယ်ပြီးတဲ့ပြောမေးလို့ရအောင်စင်းရန်ဆိုပြီးလက်ရိတ်ကပ်ပြီးခေါ်သွားတာအဲ့ဒါကျွန်တော်စစ်သားဖြစ်သွားတာဟာမင်းတို့အဲ့လိုတော့လှုပ်လာဆိုတော့လှုပ်တယ်တဲ့အဲ့ဒါနဲ့နောက်တစ်ယောက်ထပ်မေးတော့မင်းကဘေးရလဲဆိုကျွန်တော်ကနောင်ချိုဘက်ကတဲ့ဟဲ့နောင်ချိုမှာမန်လေးပြည်ရဲ့တို့ဘာလို့ရှိလဲမင်းတို့မဝင်ဘူးလားဘာလို့ပြောစစ်ကောင်စီပါလဲကျွန်တော်ကညဘက်ပြန်လာတာကျွန်တော်ဘာပြစ်လဲဘာလဲဘာမှမပြောဘဲလက်ရိတ်ကပ်ပြီးခေါ်သွားတာကျွန်တော်ပေါ်တာဖြစ်ပြီးတော့မှဟိုစစ်ခွေးဖြစ်သွားတာပေါ့ အဲ့တော့ကျွန်တော်ပြောချင်တာကမတိနားမလဲတဲ့ကောင်တွေကိုစစ်ကောင်စီကပြစ်မှတ်ထားလိမ့်ရှိတယ်။နောက်တစ်ခုကကျွန်တော်မတိမနာလဲအောင်လဲလုပ်လိမ့်ရှိတယ်။အဲ့ဒါမှသူတို့ကဟိုဝါရမိုင်းတိုက်ပြီးတော့ဇောင်းပေးပြီးတော့မှဒီတော်လန်ရေးသည်နိုင်ငံတော်ရဲ့စနစ်တစ်ခုကိုတိဆောက်နေတာဖြစ်တယ်ဆိုတဲ့အတွေးမျိုးမဝင်ဘဲနဲ့သူ့ဘက်ကိုယ့်ဘက်ဟိုအမျိုးသားရေးတို့ဘာရေးတို့ညာရေးတို့ရှောက်ပြောတာပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ချီးကျောက်ရှင်ထူရတယ်။သူတို့ကဟိုအမျိုးသားရေးလို့ပြောရအောင်သူတို့ကြောင့် တိုးတက်သွားတဲ့ဗုဒ္ဓဘာသာဗမာလေသူတို့ကြောင့်တိုးတက်သွားတဲ့ဗမာလူမျိုးကဗမာလေဟုတ်လားအညာသားတွေဘယ်လောက်ထိဒုက္ခရောက်လဲအညာသားတွေဘယ်လောက်ထိဆင်းရဲတယ်အညာသားတွေရန်ကုန်မှာဘလို့အလုလာလုပ်လဲကြည့်ဟုတ်လားဘယ်မှာလဲဗမာလူမျိုးတွေတိုးတက်မှုအဲ့တော့ဘာသာရေးတိုးတက်မှုကြတော့ဘယ်မှာလဲဘာသာရေးတိုးတက်မှုအဲ့တော့ညီမပြည်မှာရွှေချထားတဲ့ဖရားတွေများသွားတာပဲရှိတယ်ရွှေချထားတဲ့ဖရားတွေများလာတာနဲ့အတူကျူးကျော်တွေလည်းများလာတယ်မြန်မာနိုင်ငံသားတယောက်မြမမြေပေါ်မှာပြန်ပြီးတော့မှကျူးကျော်ဘဝနဲ့နေထိုင်ရတဲ့ဆိုတာခက်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်သူလူတန်းစားတွေရဲ့ဘလောက်စောက်တုံးမကြလဲဆိုတာကိုမိမောက်ထုတ်ပြနေတာအဲ့တော့ ဗုဒ္ဓသည်အလုံးစုံစွန့်လွတ်ခြင်းလမ်းစဉ်ကိုရွေးတာဗုဒ္ဓသည်ခန္ဓာစိတ်ဝိညာဉ်နော်ခန္ဓာစိတ်ဝိညာဉ်ခရိယံဖြစ်သွားနော်အဲ့တော့ဗုဒ္ဓသည်နော်ခန္ဓာဩစိတ်ရောလွတ်မြောက်ခြင်းလမ်းစဉ်ကိုပြတဲ့ဖရားလို့လည်းပြောလို့ရတယ်ပုဂ္ဂိုလ်တော်လို့လည်းပြောလို့ရတာပေါ့အဲ့တော့ခန္ဓာလွတ်မြောက်ခြင်းကိုတော့မလုတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေမလုတ်ပေးနိုင်တဲ့လူတွေကအမျိုးဘာသာအမျိုးဘာသာတာတနာတိုးတက်စေဖို့ဆိုတဲ့အကြောင်းရင်းကဘာအကြောင်းရင်းလဲ ခင်ဗျားတို့သိတယ်ဘာအကြောင်းရင်းလဲဘယ်နားမှာခင်ဗျားတို့တိုးတက်နေတာလဲဘယ်နားမှာဘာသာရေးတိုးတက်မှုဖြစ်နေတာလဲဘယ်နားမှာလူမျိုးရေးတိုးတက်မှုဖြစ်နေတာလဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေကိုရောက်တဲ့အခါမှာကျွန်တော်တို့အများကြီးမျက်နှာငယ်ရတယ်အရင်တော့ဘာကြောင့်အများကြီးမျက်နှာငယ်ရတယ်ကျွန်တော်တို့မလုပ်တဲ့အဖြစ်တွေအတွက်ကျွန်တော်တို့မျက်နှာငယ်ရတယ်ဘာဖြစ်လို့လဲစစ်ကောင်စီအနိုင်ကျင့်တာတွေကိုခက်ဆက်ဆက်တိုင်းရင်းသားတွေကခံခဲ့ရတော့အချို့တိုင်းရင်းသားတွေကကျွန်တော်တို့အမြင်တဲ့အခါမှာအာဗမာတွေဗမာတွေဆိုပြီးတော့မှကြောက်ကြတယ်သူတို့ကဘယ်လိုပြောမလဲယွံကြောက်နော်ဘယ်လိုမျိုးချစ်ကြောက်မဟုတ်ဘူးယွံကြောက်မပတ်သက်ချင်ဘူးရှောင်ကျင်တယ်ကြောက်လဲကြောက်တယ်ကျွန်တော်တို့အတွေ့ရင်ကြောက်တယ်ဟိုဈေးဆိုလည်းမရောက်ပေးရဘူးတကားတွေပိတ်ထားတယ်ဘာဖြစ်လို့လဲ ကျွန်တော်တို့အမြင်လာတယ်သူတို့ကြောက်ပြီးဘယ်လိုကြောက်တယ်ဆိုရွံကြောက်ကြောက်တယ်ဒါပေမဲ့အဲ့ဒီရွံကြောက်ဖြစ်အောင်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မလုတ်ခဲ့ဘဲနဲ့စစ်ကောင်စီလုတ်ခဲ့တဲ့အမားတွေကကျွန်တော်တို့ဘဝမှာမြင်လာငယ်ရတယ်ဘယ်မှာလဲကျွန်တော်တို့အမျိုးရဲ့ဂုံတိတ်ခါရှိမှုနောက်တစ်ခုတိုင်းရင်းသားတွေဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းခင်းတဲ့ကပန်းတွေအများနဲ့ပြောသလိုပန်းပေါင်းတို့ပွင့်လှတာပေါ့တိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကြောင်းနေမရှိဘူးတိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုယ်ပိုင်ယုံကြည်မှုအမွေအနှစ်တွေခန်းခန်းနာနာထဲထဲပေါ်မှာမရှိတဲ့အခါမှာကျွန်တော်တို့ကပုံနေတာဘယ်မှာတွေပဲနေတာဘာဖြစ်လို့လဲပြင်းပြင်းထန်ထန်နေတဲ့ဘယ်မှာတွေလဲကရင်စကားမတက်ဘူး ဘာဖြစ်လို့လဲကင်စာလည်းမတက်ဘူးဘာဖြစ်လို့လဲကြောင်းမှမရှိတာဘာပညာရေးကိုမှအထူးလေးနဲ့မထားပြီးတော့ကင်တွေကတော့ကင်စာလည်းတက်တယ်ဗမာစာလည်းတက်တယ်ဗမာကြောင်းလည်းတက်တယ်ကင်ရင်ကြောင်းလည်းတက်တယ်သူတို့ကပိုတက်တယ်အော်ထိုင်းနဲ့နေတော့ထိုင်းကားပါတက်သေးတယ်သူတို့ကကျွန်တော်တို့ထောင်မှာဟိုပိုပိုပြီးအခွင့်ရရတယ်ကျွန်တော်တို့မှာဟိုပြည်တော်စုတွေအတူတူနေပြီးကျွန်တော်တို့မှာကင်ရင်စကားမတက်ရအောင်တချို့တော့ကင်ရင်ဖြစ်ပြီးကျွန်တော်တို့ ARB ဘက်ကကင်ရင်နေဆိုကင်ရင်ဖြစ်ပြီးကင်ရင်စကားတော့မတက်ရအောင်ဖိနှိပ်ခံရတာအဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကိုဗမာတွေကလှုပ်လာဆိုဗမာတွေကလည်းမလုပ်ဘူးဒီစစ်တပ်ရဲ့အမျိုးဘာသာတာသနာဆိုတဲ့အောက်တန်းစားတွေကအမျိုးလည်းတိုးတက်အောင်မလုပ်ဘူးဘာသာလည်းတိုးတက်အောင်မလုပ်ဘူး တော့တာသနာလည်းတိုးတက်အောင်မလုပ်ဘူးသူများကိုလည်းဖိနှိပ်တယ်ကျွန်တော်တို့လည်းနာမည်ပြတ်ရတယ်ဘယ်မှာလဲတိုးတက်စေခြင်းအကြောင်းတရားဟုတ်ပြီဒါကတိုးတက်စေခြင်းအကြောင်းတရားမရှိတဲ့ဘဝတွေကိုကျွန်တော်တို့ပြောပြတာကျွန်တော်တို့ခေတ်တော်လိုင်းပြီးရင်တော့ကျွန်တော်တို့ခေတ်မှာဒီဘဝတွေမရှိတော့အောင်ကျွန်တော်တို့ကတော့နိုင်ငံတော်တစ်ခုတိဆောက်မှာဒါကျွန်တော်တို့ရဲ့မာဂျီမဲချက်ပဲအဲ့တော့ဟုတ်ပြီစစ်တပ်ကိုထောက်ခံတဲ့သူတွေဘယ်မှာလဲစစ်လက်နဲ့ဆွေးငင်တိုးတက်မှုအဲ့တော့ဟိုဘယ်မှာလဲတိုးတက်မှုတွေ အဲ့တော့စစ်ကောင်စီကိုခင်ဗျားတို့ယုံကြည်နေတယ်ဆိုတာတော်တော်အံ့ဩတယ်ခင်ဗျားတို့ရဲ့တာသမီတွေကိုထိုးကျွေးနေတယ်ဆိုတာစစ်ကောင်စီကမှအစ်စ်နော်စစ်ကောင်စီကမှတကယ်ကိုသူများတာသမီတွေကိုအပစင်ဘလောက်ဘလောက်ခေါ်ဟိုပြီးခဲ့တဲ့ရဲ့ NDI ပြီးခဲ့တဲ့2022ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းတယ် NDI ကမဲခိုးလို့တဲ့ဟုတ်ပြီ NDI ကမဲခိုးလို့ဆိုရင်လေလမ်းမထွက်တဲ့လူထုရဲ့အင်အားကိုကြီးအောင်လေဗျာ ဟုတ်လားလမ်းပေါ်ထွက်တဲ့လူတို့ရဲ့အင်အားကိုကြည့်ရုံအဲနောက်တော့လဲသူများသားသမီးတွေကိုပေါ်တာရှောက်ဆွဲစစ်မှုမထမ်းမနေရအနေနဲ့အတင်းတွေလိုက်ကြုံတုံးခေါ်ခေါ်ပြီးတော့မှအမဲသူတို့လော်ဘီတွေကဟိုနိုင်ငံရဲ့တားကောင်းလေးတွေသူတို့စိတ်နဲ့သူတို့လာတာမဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကပြောခိုင်းတော်တော်အောက်တန်းကြတယ်ကောင်လေးတော်တော်အောက်တန်းကြတယ်ကောင်လေးဒါတွေကမင်းတို့လုတ်တယ်လားအဲ့တော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေအနေနဲ့ခင်ဗျားတို့စဉ်းစားဖြည်းဖြည်းချင်းစီစဉ်းစားဖြည်းဖြည်းချင်းစီစဉ်းစားเนาะဟိုဒီလောက်ရက်ကမှန်လာအဲ့တော့ကျွန်တော်တို့ကတော့နိုင်ငံတော်အစ်စ်ကို ကျွန်တော်တို့တော့တိဆောက်ပါပဲလွတ်လပ်ခြင်းနဲ့မျှတခြင်းပါရမယ်ပန်းပေါင်းစုံတွေပွင့်လန်းရမယ်ကျွန်တော်တို့လည်းကင်းရစကားလည်းတက်ခြင်းနဲ့ရှမ်းပြည်နယ်ရဲ့အလှတွေခံစားခြင်းနဲ့ရှမ်းမာလေးနယ်လည်းရှမ်းလို့ပြောခြင်းနဲ့နော်ဒီလားခဲ့ဘယ်လိုပြောရမလဲခေါက်ဒီခေါက်ဆွဲကောင်းလို့လည်းစားခြင်းနဲ့ဆိုင်ရှင်လေးချောလို့လည်းသွားခြင်းနဲ့ကျွန်တော်တို့ကတော့ဟိုခေါက်ဆွဲဝင်မွေးရတော့ရကျွန်တော်တို့ပြတာပေါ့နော်ဒါစစ်ကောင်စီရဲ့ စစ်ရှုံးကောင်စီရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ပြောပြအဲ့ဒါစစ်ရှုံးကောင်စီကဒီလောက်ထိရှုံးနေပြီဆိုပေမဲ့လည်းကျွန်တော်တို့ကပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူးကျွန်တော်တို့တော်လည်းပြည်သူလူထုတွေအနေနဲ့လည်းပန်းနိုင်မရောက်ခင်တက်မထောင်သင့်ဘူး60ရာကျွန်တော်တို့တင်ကန်းစာတွေအများကြီးရတယ်ကော်ပိုရိတ်ကိုကျွန်တော်တို့တိုက်တဲ့အချိန်မှာကျွန်တော်တို့80ရာခိုင်နှုန်းကျွန်တော်တို့လွှမ်းမိုးနိုင်ခဲ့တယ်လွှမ်းမိုးနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့100ရာခိုင်နှုန်းမလွှမ်းမိုးနိုင်တဲ့အချိန်မှာတစ်ချိန်မှာပြန်ပြီးတော့မှဆုံးရှုံးသွားတယ်စစ်ကောင်စီကလည်းစောက်ပိန်းနေဆိုပေမဲ့စောက်အားတွေတော့မဟုတ်ဘူးသူတို့လည်းအရှုံးနေများလာတဲ့အခါမှာလူအရင်းမြစ်ဖြစ်တဲ့ စစ်ပွဲတပွဲရဲ့အရေးကြီးဆုံးဖြစ်တဲ့လူအရင်းမြစ်ကိုလည်းမတရားသောနှီးနဲ့ရောင်းအောင်စူဆောင်းတယ်။အဲသူတို့လည်းလက်နက်ခဲယင်းတွေဒရုန်းတွေဘာတွေပြင်လာတယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးတာ PDF တွေပဲ။ PDF တွေကစစ်ကောင်စီကိုစစ်တိုက်တက်အောင်တင်ပေးလိုက်တာပေါ့နော်။အဲ့တော့စစ်ကောင်စီရဲ့ကျေးဇူးရှင်က PDF တွေဒီနေ့ကိုတုံးတာစစ်တပ်အားပေးသူတွေနဲ့စစ်ခွေးတွေက PDF တွေကိုဒီနေ့တုံးတာအကြောရမယ်ပေါ့နော်။ကျေးဇူးရှင်ပြန်ပါလို့မရပါဘူး။အဲ့တော့ဒီဒါတွေကျွန်တော်ဒီဒီတန်းတန်းလေးပြောပေးတာပေါ့နော်အဲ့တော့ကင်းပြင်းထဲမှာဒီနှစ်တော့ဒူးရင်းသီးထွက်တိုးတယ်ဗျ တော့ကင်းပြင်းနေမှာဒီနေ့တော့ဒွေးရင်သီးထွက်တိုးတယ်မနေ့ကတော့ကျွန်တော်ပြောခဲ့တယ်ခင်ဗျားတို့ကင်းပြင်းနေမှာဒွေးရင်သီးဒီနေ့ထွက်တိုးစေရမယ်ဆိုတကယ်လည်းဟုတ်တာပဲကင်းပြင်းနေမှာဒီနေ့ဒွေးရင်သီးထွက်တိုးတယ်ခွေးတစိမ့်မြေဩစာနော်ဒီကိုချင်းချားနဲ့လာပို့တဲ့အတွက်ကြောင့်မို့ခွေးတစိမ့်မြေဩစာတွေနဲ့ဟိုအထွက်တိုးတာပေါ့ဗျာအဲ့တော့ကျွန်တော်ကရှင်းပြောရင်မမုန်းပါဘူးဒီစစ်ကောင်စီတွေကိုလည်းမမုန်းနော်စစ်သားတွေကိုလည်းမမုန်းပါဘူးဒါပေမဲ့ကိုဆောက်လို့ကိုလှုပ်ဖို့ပဲကျွန်တော်တို့ကမျှော်လင့်တာ ဲ့တော့အရင်တော့ဆိုရင်စစ်တပ်ကတိုက်ပြည်မှာသာသူတို့သာလင်တတိအရှိဆုံးသူတို့သာလင်အရေးရင်ဆုံးသူတို့သာလီရင်သူရဲကောင်းကြီးပေါ့ဗျာဟဲ့ဒီပြည်တွင်းမှာနေထိုင်တဲ့တာမန်ပြည်သူလူထုတွေကသူတို့လောက်တတိမရှိတော့ပေါ့နော်သူတို့ပြောနေကြစကားရှိတယ်ယောက်ျားယောက်ျားထဲမှာမှာစစ်သားပေါ့အဲ့လေအဲ့လိုပေါ့သူတို့သာလင်တတိအရှိဆုံးသူတို့သာလင်အရေးရင်ဆုံးသူတို့သာလင်အကျွမ်းကျင်ဆုံးသူတို့သာလင်တိုင်းပြည်ကိုကာကွယ်နေတဲ့ကျေးဇူးရှင်ပေါ့အဲ့တော့သူတို့ကသူတို့ကြောင့်နိုင်ငံဆိုတာတည်တက်ခိုင်မြဲနေတယ်ဆိုတော့သဘောတရားကိုသူတို့ပြောတယ်အဲ့တော့ဟုတ်လားဆိုတော့ကျွန်တော်တို့ပြန်ဆင်းစစ်ကြည့်အောင် တတိရှင်ကြီးတွေအလင်းဝင်တာနော်နောက်ကိုင်းဆိုဓာကစားတယ်ဒေသကုတ်ကဲကြီးတွေတိုင်းစထာနာချုပ်တွေပါကြာပါနော်ကျွန်တော်တို့ပြည်ကျွန်တော်တို့တော်လိုင်းအင်အားစုလက်ထဲကိုရောက်သွားတယ်ဘလို့ဖြစ်တာလဲအသူရဲကောင်းကြီးရဲ့ဘလို့ဖြစ်တာလဲဘာကြောင့်တနက်တွေကြီးတွေကြံသေးရဲ့သားနဲ့ဒူးတွေထောက်ပြီးလက်တွေညှောက်နေတာလဲသူရပွဲရသူရဲကောင်းကြီးရဲ့ PDF တွေအဲ့လိုမျိုးတွေ့ဘူးလား PDF တွေအဲ့လိုမျိုးတွေ့ဘူးလားဟွန်း PDF တွေပဲ PDF ပဲစစ်တိုင်းဌာနကိုစစ်ခွေးစီးဘူးလေ PDF တွေရှိရလက်နက်သိမ်းဆဲရမိဘယ်လောက်ရဘူးလဲကျွန်တော်ပြောဘယ်လောက်ရဘူးလဲ 那多，我老幺屋嘞，哎 <noise>，老表进呐，不露皮的嘞，没露表给嘞是干的呀，慢啦，嘿好，都露，亏露，亏露，棉露，棉露，没哪回事的，但是没事的，只要家里没嘛人呀，但是你要露个哪里的卡，得你事的讲呢，伊呗，得你事啦没事啦是啦，苦那实的，没露安那点木皮是捡皮蛋汤嘛，像你口袋外流呗，没露知嘞，没露假树木，只看那节目不露命的，没露等等等些看下的人那里不露命的，假说话嘞是听哪里不露命的了是啦，没露知，对啦，哪老多个单拉的哇。 မင်းတို့လရရီပဲစုနေတဲ့အခါမင်းတို့ကိုမင်းတို့စောက်ခွက်တွေပြန်ကြည့်ပြီးအလားဆုံးလို့မင်းတို့ထင်နေတာမင်းတို့ဘာလဲဆိုတော့မင်းတို့ဒေါင်းတွေတက်တူရေးတွေမင်းတို့မမြင်ဘူးเนาะမမြင်ဘူးအခုမင်းတို့မြင်လိုက်ရတဲ့အခါကျတော့မှဩလရဆိုတာတက်တွေအတုံးဆုံးဆိုတာမင်းတို့သိသွားတာဟုတ်လားအဲ့တော့လရလောက်တော့ငှက်တိုင်းလှတယ်သိလားအေးလရလောက်တော့ငှက်တိုင်းလှတယ်မင်းတို့ကိုမင်းတို့တတိရှိပြီးမင်းတို့ကကျေးဇူးရှင်ဆိုတဲ့အတွေးကိုမင်းတို့ဖျောက်လိုက်တော့ပြည်သူသားအဓိကပြည်သူသားအဓိကပြည်သူကိုဥမတင်မင်းတို့မရဘူးမင်းတို့လိန်လို့ရတယ်ခဏပဲပြောချင်တာသိလား ဲ့တော့သူများသားသမီးတွေကိုဆက်လက်ဒုက္ခပေးဖို့လည်းမစင်စားတော့နဲ့မင်းအွန်လိုင်းမိမချူချူလာရဲ့ပတ်စံအိတ်တွေပါဝါမှာကြောက်လို့မင်းတို့ဟိုအသေးခံပြီးတော့မကာွယ်တော့နဲ့ငါကောင်တို့ငါညီလေးတို့နော်ပတ်သားစားတွေကိုမင်းတို့မဝင်သင့်ဘူးတော်လန်ရေးကိုမင်းတို့မဖြစ်မနေလုပ်တင်တယ်ငါတို့ခွင့်ရေးတွေအများကြီးဆုံးရှုံးနေတယ်မင်းတို့အဝေးမကြည့်နဲ့ငါတို့မြန်မာပြည်မှာဆင်းရဲသားလူဒဏ်စားဘလောက်များလဲဆိုတာအဝေးမကြည့်နဲ့ဂျပန်မှာမြန်မာလူသားတွေအောက်ခြေလူသားတွေအများဆုံးကိုရီးယားမှာလည်းအများဆုံးထိုင်းမှာလည်းအများဆုံး နောက်ဆုံးလာအိုမှာလည်းရှိတယ်မလေးရှားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်နောက်ဆုံးတီမောတီတောင်သွားပြီးတော့မှမြန်မာတွေကအောက်ခြေလုံသားဖြစ်အလုပ်လုပ်ရတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံတော်မှာနော်ချိုးမဆိုလည်း၃ခုရှိတယ်အဓိကမြစ်ကြီးက၂ဆင်းရှိတယ်တောင်တန်းလည်းရှိတယ်မြေပြက်လည်းရှိတယ်တင်ရဇာတလည်းရှိတယ်ပင်လယ်ထွက်ပေါက်လည်းရှိတယ်ဒီဟာအဖက်ဖက်ကပြည်စုံနေတဲ့ဒါနဲ့ဘာလို့ငါတို့ကအောက်ကြောင်နောက်ကြောင်နဲ့သူများနိုင်ငံမှာအနေအဆုံးအလုပ်တွေငါတို့နိုင်ငံသားတွေကလုပ်နေရတာနောက်ဆုံးငါတို့နိုင်ငံသားတွေကသူများနိုင်ငံမှာအနေအဆုံးလုပ်လုပ်နေရတဲ့ဘဝကိုကနိုင်ငံသားရောက်ဖူးတယ်ဆိုပြီးတော့မှဂုံယူနေရတာ တင်ညာရှင်အနေနဲ့သွားကြတာမဟုတ်ဘူးအလဲပတ်အနေနဲ့သွားကြတာမဟုတ်ဘူးအောက်ခြေလှုပ်သားအနေနဲ့သွားတဲ့ဘဝကိုတော့ဂုံယူနေရတဲ့ဘဝနဲ့ဖြတ်တန်းနေရတာငါတို့နိုင်ငံသားတွေကပြီးတော့ဟုတ်ပြီဒါနိုင်ငံသားရောက်တဲ့သူပြည်တွင်းမှာနေတဲ့သူတွေကရောမြန်မာနိုင်ငံမှာလဲမြေတွေအများကြီးမြို့ရွာတွေအများကြီးလမ်းမဆက်သွယ်ရေးမီးလမ်းသရားမကောင်းတဲ့အခါကျတော့အသက်ကြီးလာတဲ့အခါကျမကြီးဆောရှောက်မှုမရမှာကြောက်လို့ဒီကြက်တဲနေတဲ့မျိုးပြအောင်ပဲဆုတိုးပြီးနေရတဲ့အခါငါတို့နိုင်ငံသားတွေကငါတို့မြန်မာမျိုးပေါ်မှာနေပြီးတော့မှကျူးကျော်ဘဝနဲ့နေရဘလောက်ထိဝမ်းနေစရာကောင်းလဲခင်ဗျားတို့စဉ်းစားကြည့်အဲ့လိုတော့မပြောဘူးအဲ့တော့ဝမ်းနေစရာကောင်းလဲ ဒါငါတို့တော်လိုင်းရေးလုံးဝမယ်အဓိကအကြောင်းရင်းပဲဒါငါတို့တော်လိုင်းရေးလုံးဝမယ်အဓိကအကြောင်းရင်းပဲတခြားမဲခိုးတာတွေမဲမခိုးတာတွေတော့စစ်တပ်ထောက်ခံတာတွေမထောက်ခံတာတွေဆိုတာထက်ငါတို့ဒီဟာတွေကြုံနေရပြီဆိုတာကငါတို့နိုင်ငံမှာစနစ်တစ်ခုပြောင်းလဲဖို့အချိန်တန်နေပြီဆိုတဲ့မိမောင်းထိုးပြတာဒါကစစ်တပ်ရငါတို့ပုံမှန်ရိုက်ငါတို့ရိုက်တာတွေထိုးတာတွေတနက်နေ့လိုက်ဖြစ်တာတွေငါတို့မငင်းချင်ဘူးဘာဖြစ်လို့မငင်းချင်တာလဲအာငါတို့ဆန္ဒပြလို့သူတို့ဖြစ်တယ်သူတို့ပြလို့ငါတို့ဆန္ဒပြတယ်မော်လုံးဆက်ကူကက်တဲ့စကားတွေမပြောချင်ဘူးပြန်တွေးကြည့်ပါ ျွန်တော်တို့မြန်မာနိုင်ငံသားတွေနိုင်ငံတကာမှာပညာရှင်အနေနဲ့သွားတဲ့လူဒန်းစားနဲ့အောက်ခြေလူဒန်းစားနဲ့သွားတဲ့လူဒန်းစားဘယ်လောက်များလဲမြန်မာပြည်မှာနေပြီးတော့မြမအတူကျော်ပြန်ဖြစ်ရတဲ့ဒုက္ခဘယ်လောက်ထိဝန်းနေစရာကောင်းလဲနော်ကျွန်တော်တို့တက္ကသိုလ်တက်တဲ့အချိန်မှာတူးကျော်တွေကိုဖြတ်တဲ့အချိန်တိုင်းကျွန်တော်ဝန်းနေတယ်ကျွန်တော်ဘာဘလို့ပြုတ်ပြင်ရမလဲဆိုတာကျွန်တော်မသိခဲ့ဘူးဘာဖြစ်လို့ကျွန်တော်လည်းရန်ငယ်တဲ့အချိန်မှာကိုလည်းစိုးသွမ်းနေတဲ့ဘဝမှာဒါရင်းမြင်စိတ်မကောင်းဘူးဆိုတာတော့သိပေမဲ့ဘာလို့ရမလဲဆိုတာမသိဘူးအဲရောင်စဲစုကြည်ဥဆောင်တဲ့ एनडी ဆိုရတက်လာတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံရေးတွေပွင့်လန်းခဲ့တယ်မျက်စိတွေပွင့်သွားတယ်နားတွေပွင့်သွားတယ်အာယုံကားပတိတွင်းခံစားမှုအဆင်ရနေပြီးတော့မှ ကိုချင်းစာတရားဆိုတဲ့ကိုယ်တိုင်ထိတွေ့ခန်းစားတက်လာတယ်။အဲ့ဒီကနေမှစာပေတွေဒေါကင်ကြီးဖောင်ဒေးရှင်းကနေစာပေတွေဖတ်ရှုခွင့်ရလာတဲ့အခါမှာပညာသတိအဆုံးဖြတ်နိုင်စွမ်းနေဟိုအလီလွင့်ဘဝထက်တော့နည်းနည်းတာသွားတာပေါ့ဗျာ။ဒါပေမဲ့သူများနိုင်ငံနဲ့ရှင်နေဆိုကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကျွန်တော်တို့ကအများကြီးနေကြနေတယ်။ဘောနော်တော်လန်ရေးပြီးဝိုင်းတော့သူများတွေကကျွန်တော်တို့ကိုပြောကြတယ်ဗောနော်။အာဒီတော်လန်ရေးလူငယ်တွေတော်လန်ရေးပြီးခေါင်းဆောင်လုပ်ပါလားခေါင်းဆောင်လုပ်ပါလား။ကျွန်တော်တို့ကနိုင်ငံတကာမှာခေါင်းဆောင်လုပ်ဖို့ရှင်ပေါင်းတန်းလောင်းရတဲ့ပညာရည်သွေးကျွန်တော်တို့မှာမရှိသေးဘူး။ ကျွန်တော်တို့ညီလေးတွေဒေါ်လာရေးပြီးတဲ့အခါကျွန်တော်တို့ပညာရေးမြှင့်တင်ဖို့ကျွန်တော်တို့လုပ်မယ်ပြီးရင်ခိုင်မာတဲ့ဥပဒေတွေကျွန်တော်တို့လုပ်မယ်ခိုင်မာတဲ့ဥပဒေကိုကာကွယ်တဲ့အဖွဲ့တွေကိုစနစ်တကျတည်ဆောက်မယ်ဆိုတော့ကျွန်တော်တို့ရည်ရွယ်ချက်တွေကျွန်တော်တို့ထားတာပေါ့အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပဲမနှက်ဖြန်တိုင်းကကျွန်တော်တို့ဟိုရှစ်ဆက်နေရတာပေါ့ဆိုတော့ကျွန်တော်တို့လည်း၃၄နှစ်ခွင့်ရလဲယူလဲဆိုတော့တခါမှမရှိဘူးပင်မနေပြီကျွန်တော်ညီလေးလည်းပင်မနေဒေါ်လာရေးလုပ်နေတဲ့ရဲဘော်အားလုံးလည်းပင်မနေပြီဆိုတော့တည်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုကျွန်တော်ခုနပြောသလိုကျွန်တော်တို့နောင်တရရတယ်ဘာလို့ကော့ကရစ်အလုံးစုံမသိမ့်နိုင်တဲ့အခါသူတို့ပြန်သိမ့်သွားတဲ့အခါမျိုးပြဖြစ်နေကြံခဲ့ရတယ်အဲ့တော့ကျွန်တော်တို့က အလုံးစုံအောင်နိုင်ခြင်းလမ်းစဉ်ကိုပဲအဲကျွန်တော်တို့ရွေးမယ်ဒီဟာတွေကိုဖယ်ချမယ်ကျွန်တော်တို့အိမ်မက်တွေပေါ့ဗျာအများကြီးပဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေနယ်တွေပေါ့ဗျာတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားကျောင်းတွေမှာပင်စကားတက်တဲ့ဗမာလေးတွေဗမာစကားတက်တဲ့ကရင်လေးတွေပင်စာတက်တဲ့ရှမ်းလေးတွေရှမ်းစာတက်တဲ့ကရင်လေးတွေဖြစ်ကျွန်တော်တို့အဲ့လိုမျိုးပဲချစ်ချစ်ခင်ခင်စီစီလုံးလုံးညီညီညွတ်ညွတ်เนาะမနောပွဲလဲကျွန်တော်တို့ပြောမယ်အဲဟိုဒုံရင်လဲကျွန်တော်တို့ကမယ်ဒီလိုမျိုးဘဝတွေနဲ့ကျွန်တော်တို့ ရှင်သန်ရတဲ့ဘဝမှာလူဟာလူလို့ကျွန်တော်တို့ရှင်သန်ခြင်းနဲ့ဒီအတွက်ကျွန်တော်တို့စနစ်တစ်ခုကိုခိုင်မာမာတိဆောက်မှရမယ်အဲ့ဒီစနစ်ကိုတိဆောက်ခွင့်မပေးတဲ့စစ်ကောင်စီကိုကျွန်တော်တို့တွန်းလှန်ရမယ်ဒါတွန်းလှန်ရေးကိုမဖြစ်မနေလုပ်ရမယ်ရည်ရွယ်ချက်ပဲမုန်းတာတွေမမုန်းတာတွေစိမ့်တာတွေနေတာတွေပြတယ်ဝါတာတွေကျွန်တော်မပြောပါဘူးဒါကျွန်တော်ဒီနေ့လေပေါ်မှာတက်ခိုက်ချင်းလို့လည်းပြောလို့ရတယ်လို့အာယုံ၅ပါးထိတွေ့ခန်းစားမှုကနေခွဲထွက်ပြီးတော့မှကိုတွေ့ဟိုခန်းစားသိရှိနားလည်စေဖို့ကျွန်တော်တို့ရည်ရွယ်တယ်ပေါ့နော်ဒါကိုကျွန်တော်ကြည့်ရပါတယ်နောက်တစ်ခုကျွန်တော် ပြောချင်သေးတာကဘာလဲဆိုတော့ကျွန်တော်မွေးနေ့မှာကျွန်တော်ဒုံနစီဝယ်ဖို့ကျွန်တော်ရည်စူးထားတယ်ဒုံနစီဝယ်ဖို့ရည်စူးထားတယ်အဲ့ဒါရည်စူးထားတာကဒုံနစီဝယ်ဖို့ပြည့်ဖို့ဘတ်တသိမ်းပဲလိုပါတော့တယ်အဲ့ဒါလေးကိုကျွန်တော်ကိုဝိုင်းပြီးတော့မှဖြည့်ပေးဖို့လဲကျွန်တော်အဲတောင်းဆိုပါတယ်အဲကျွန်တော်ကိုဟိုအဲ့ဒီဒုံနစီ ဒုံးနစီဖို့ပြေးဖို့ပတ်သိန်းကြော်ကြော်လေးပဲလိုတော့တယ်အဲ့ဒါလေးကိုအခုကြည့်နေတဲ့ లై ကိုကြည့်နေတဲ့တော်လန်မီဘတ်ပြည်သူတွေကဝယ်ပေးဖို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်တို့နောက်ပိုင်းဆိုလို့ရှိရင်လက်နက်တွေတက်ခတ်ရယူလာတဲ့အခါမှာကျွန်တော်တို့ဒီဒီလက်နက်ခရင်အတွက်ရမုံငွေရှာတာတွေနဲလာတာတွေကိုလည်းတွေ့ရပါတယ်နောက်ပိုင်းကျရင်လည်းကျွန်တော်တို့ဒီထက်ပိုပြီးသိမ်းပိုင်နိုင်တဲ့အခါတခြားသောတော်လန်ရေးအင်အားစုတွေကိုပြန်လဲဝေငှဖို့ဆိုတာလည်းကျွန်တော်တို့ဟိုဝေငှနေတာတွေလည်းရှိပါတယ်နော်ဒီထက်ပိုဝေငှနိုင်အောင်လည်း ဘူကြီးဒါပေါ်ဥဆောင်ပြီးတော့မှစ조사နေပါတယ်ကျွန်တော်တို့လည်းအဲ့ဒီနောက်မှာပျောက်ပျောက်တန်တန်လိုက်ပြီးတော့မှအကောင့်ထဲဖော်နေပါတယ်ပြည်နယ်မှာပြည်တော်စုစီတို့အတူတကွကျွန်တော်တို့လွတ်မြောက်မယ် KMU ကလည်းမကြခင်တော့မှတရားဝင်ပြောသွားတာရှိတယ်ကော့တူလေးနိုင်ငံတော်ဆိုတဲ့စကားလုံးသူတို့မပြောဘူးဆိုတဲ့အကြောင်းကော့တူလေး Federal Unit ဆိုတဲ့ဟာကိုပြောတယ်ဆိုတဲ့အကြောင်းသူတို့ကလည်းတရားဝင်ပြောထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ကပြည်နယ်မှာပြည်တော်စုစီတို့ကျွန်တော်တို့သွားမယ်ဒါကျွန်တော်တို့ရဲ့ကြီးမန်းချက်ပဲ Godfather ဖာသမာသားငွေအေးငါတို့လွတ်မြောက်တဲ့အခါမင်းလဲ လွတ်မြောက်ပါစေလို့ပဲဆုတောင်းနေပါသေးတာမင်းမေဖာသမားနဲ့မင်းဖေဝရံပြေကအဲ့လိုမျိုးမင်းတို့ကိုတင်ထားတော့မင်းတို့အဲ့လိုရိုင်းနေတာအဲ့လိုရိုင်းနေသူတွေနဲ့တွေ့ငါတနာပဲတနာတယ်ဘာဖြစ်လို့လဲဆိုတော့မင်းတို့အာယုံ၅ပါးနဲ့ထိတွေ့ခံစားပြီးတော့အရွယ်ရောက်လာမယ်လို့ကိုမင်းတို့ဘဝမှာအာယုံ၅ပါးထိတွေ့ခံစားပြီးတော့မှအတူယူမယ်ဆိုပြီးတော့အရွယ်ရောက်လာတဲ့အခါမှာမင်းတို့ရဲ့ပတ်ဝန်းကျင်မှာဖာသမားနဲ့ဝရံပြေတွေကြီးပဲရှိနေတော့မင်းတို့လည်းဖာသမားနဲ့ဝရံပြေနဲ့ဆက်ကြထားတဲ့ကောင်တွေအဲ့လိုမျိုးဟိုအရင်ဆိုင်လေးတွေစောက်တိတရားမရှိတဲ့ကောင်လေးတွေဖြစ်နေတာပေါ့ကွာငါကတော့ တနာရတယ်မင်းတို့ကြည်ရတနာရတယ်တကယ်တနာရတယ်ဘာဖြစ်လို့လဲဆိုတော့မင်းတို့ပုံရင်းကြီးကစုတ်ပြတ်တက်နေတော့စုတ်ပြတ်တက်တဲ့အတွေးခေါ်နေတဲ့စုတ်ပြတ်တက်တဲ့အယူဆတွေပဲရှိတာဟိုငါ့ကို cross ရအောင်မလို့ငါတို့ပြုပြင်ပေးမှာပါမင်းအရင်းဆိုင်ရမင်းတို့နောက်ဆုံးဖြစ်စေရမယ်မင်းတို့ရဲ့သားသမီးတွေတော့လူရင်ကြီးလောကမှာပါဝင်စေရမယ်ငါတို့ဘဝမှာငါတို့ဖတ်ခဲ့ဘူးလားရှိတယ်အဲ့ဒါဘာလဲဆိုတော့အပြစ်ကိုထောက်ပြဝေဖန်ပါတယ်ပြီးလို့ရှင်ပြုပြင်ပေးပါတယ်ပြီးလို့ရှင်လက်တွဲခေါ်ပါတယ်သိလားငါတို့ကအပြစ်ကိုထောက်ပြနေတဲ့ကောင်းနေ ထောက်ပြတဲ့အစ်မပဲချက်တန်သွားတဲ့ကောင်တွေမဟုတ်ဘူးပြုပြင်ပေးဖို့ဆန္ဒလည်းရှိတယ်လို့ကိုယ့်ကိုယ်ပြုပြင်ဖို့ဆန္ဒလည်းရှိတယ်ပြီးလို့ရှိရင်ပြုပြင်လို့ပြန်လဲတက်မှတ်လာတဲ့အခါလက်တွဲခေါ်ရဖို့လည်းအစဉ်သိရှိတယ်အဲ့တော့ငါတို့မြန်မာနိုင်ငံရဲ့ထောင်စနစ်ကိုငါတို့ပြောမယ်ငါတို့ justice မှာလည်းအဲ့ဒီစနစ်ကိုကျင့်သုံးတယ်အပြစ်ရှိရင်အခြေခံသတ်မှတ်ချက်အတိုင်းအကျုပ်တဲ့ထည့်ပြည်တော်စုမှာဆိုရင်တော့ငါတို့မြန်မာနိုင်ငံမှာဆိုရင်တော့ထောင်ထဲထည့်တယ်ပေါ့ကွာအဲ့တော့ထောင်ထဲထည့်တဲ့အခါမှာငါတို့မြန်မာနိုင်ငံရဲ့ထောင်စနစ်ကဘယ်လောက်ထိယိုယွင်းနေလဲဆိုလို့ရှိရင်တခိုးလည်းနှစ်ပြည့်လွတ်တယ်လူသက်သမားလည်းနှစ်ပြည့်လွတ်တယ်အဲ့ဒီထောင်ထဲထည့်ရခြင်းရည်ရွယ်ချက်ပြောက်တယ် ဘာကြောင့်သူ့ကိုထောင်ထဲထည့်ရတာလဲသူဘာကြောင့်ထောင်ထဲထည့်ရခြင်းသည်ဇာရိတပြန်လဲပြုပြင်စေခြင်းလို့ထောင်ထဲကိုထည့်ထားတာဖြစ်တယ်အဲ့တော့အပြစ်ကိုမြင်ပြီးပြုပြင်ဖို့ထောင်ထဲထည့်ထားတာဖြစ်တယ်ပြုပြင်ပြီးပြန်ထွက်လာတဲ့အခါမှာလူရင်ကြီးလောကမှာလက်တွဲခေါ်ရမယ်ဆိုတာဒါလူရင်ကြီးလောကရဲ့သဘောတရားလေအဲ့တော့ငါတို့မြန်မာနိုင်ငံမှာထောင်ထဲထည့်လိုက်တယ်မပြုပြင်ပေးဘူးထောင်ကထွက်လာတယ်ဖယ်ကျင်းလိုက်တယ်ထောင်သားတွေဟာတခိုးကနေကြိုးကြဘိုးကနေပြီးတော့ငလူငလူကနေဓမြဓမြကနေနောက်ဆုံးအခုဝင်းထုံဝင်းတို့ဘာလို့လိုမျိုးရက်ွက်လူမိုက်လို့လို့ဘာလို့လို့ငါလုံးမဓာတ်နဲ့ထိုးရင်ထွက်ပြေးမဲ့ကောင်တွေဖြစ်ကုန်ရော ပြောချင်တာကသူ့ပြင်ပေးမဲ့သူရယ်သူ့ပြင်လို့ပြန်လဲတက်မှတ်လာတဲ့သူကိုလက်တွဲခေါ်မဲ့သူရယ်ငါတို့မြန်မာနိုင်ငံမှာအရန်လိုအပ်နေတယ်ငါတို့ကတော့ငါတို့ရဲ့ရဲဘော်တွေကိုအဲ့လိုမျိုးလှုပ်ဖို့ဆုံးမထားတယ်ရဲဘော်တွေကမင်းတို့မိသားစုကိုဒုက္ခပေးမှာမဟုတ်ဘူးဆိုတော့ကျင်းသေးတယ်အဲ့တော့မင်းတို့တော့အတိတရားမရှိတဲ့ကောင်တွေကစစ်ကောင်စီကိုထောက်ခံရင်စစ်ကောင်စီဘက်ကပါဝင်တိုက်ခိုက်ရင်တေကောင်းတေသွားနိုင်တယ်ဒါပေမဲ့မင်းတို့မိသားစုတွေကတော့ငါတို့ရဲ့လွတ်မြောက်ခြင်းနဲ့အတူငါတို့အပြစ်ကိုပြောပြမယ်ပြီးရင်ငါတို့ပြုပြင်ပေးမယ်ပြီးရင်ငါတို့လက်တွဲခေါ်မယ် မသိငယ်စရာဘူးပေါ့ကွာမသိငယ်စရာဘူးပေါ့ကွာဒီလားမင်းတို့လိုမျိုးမသိငယ်စရာဘူးမင်းတို့လိုမျိုးအကန့်စိတ်လေးနဲ့အကောက်တူနဲ့ခိုးချောင်ခိုးပက်လာဆဲရဲတဲ့ဘဝတော့မဟုတ်ဘူးဟဲ့အောင်မှန်တယ်ထင်ရင်မျက်နှာကိုအဲ့လိုကြည့်ပြီးမျက်နှာချင်းတိုင်းအဲ့လိုပြောရဲရတယ်တေသွားပါစေဒီလားငါထောင်ကြခဲ့ရတယ်ထောင်ကြတဲ့အချိန်မှာထောင်ဦးစီးကမတရားနိုင်ခြင်းတဲ့အချိန်မှာထောင်ဦးစီးကိုထောင်လက်ဆွဲဥပဒေနဲ့ပေါက်ပြီးတော့မျက်နှာချင်းတိုင်းအဲ့လိုကြည့်ပြီးဦးစီးကျွန်တော်ကိုနိုင်ခြင်းလို့မရဘူးဆိုတော့ပြောခဲ့တာအဲ့လိုမျိုးထုတ်ချခံရတဲ့အချိန်မှာတော့အဖိနှိတ်မခံခဲ့ဘူး။ငါတို့ဆိုးလို့ငါတို့ထောင်ချခဲ့တယ်။ဒါပေမဲ့ငါတို့ဘဝမှာအဖိနှိတ်ဘူးအဖိနှိတ်ကိုမှမခံခဲ့ဘူး။နော်။မှန်တယ်ထင်တိုင်းလည်းမယမ်းကားဘူး။ တိုင်းရမဲ့ပေတံတွေရှိတယ်နိုင်ငံတော်ကဘာဥပဒေထုတ်ပြန်ထားလဲလူကြီးဝတ်ကဘာရှိလဲကိုစိတ်ကူးရှိတဲ့အတိုင်းမပုံကံဘူးတိုင်းတာပေတံတွေရှိတယ်လောကနိယာမှာပေတံတွေရှိတယ်လောကနိယာမှာပေတံတွေနဲ့တိုင်းတာတယ်မှားရင်လည်းပြင်တယ်မှားရင်လည်းဝင်ခံတယ်ဒီဒါပေမဲ့မပယ်ခြင်းနဲ့ဒီလိုမျိုးသဘောရှိတာပေါ့အဲ့တော့မင်းတို့ရဲ့မိသားစုတွေငါတို့ကမပယ်ခြင်းမအောင်ငါတို့ရဲ့လွတ်မြောက်ခြင်းနဲ့တူလွတ်မြောက်ပါလားဒါပြပြတာပေါ့ဒါငါရဲ့အတွေးပေါ့ ။ဘာလို့ကျေးဇူးဆိုကြမှာတော့ဒီတိုင်းပဲကျင့်သုံးတယ်ရဲဘော်တွေကိုဒီတွေးပဲပေးထားတယ်။မင်းတို့လိုမျိုးအောက်တူလေးနဲ့တူတူတိတ်လာဟောင်းတဲ့ဘွားကတော့ရှင်မခုံဘွားကတနာရတယ်။မင်းတို့ရဲ့ပထွေးမင်းအောင်လိုက်လို့လက်နဲ့အပြည့်ဆုံးပေါ်တာဆွဲခွင့်ရှိနေတဲ့ကောင်တော့စောက်ခွင့်မဆိုင်လို့ဟိုတော်လန်နေပါလေဆိုမင်းတို့လိုတိတ်တိတ်ပုံလာပြောတဲ့ဟာကတော့